စိတ်ခံစားမှုမှာအရင်ထိခိုက်လွယ်တဲ့ sensitive ဖြစ်တဲ့အနေနဲ့သုံးခုပြောပြမယ်။အဲ့ဒါတွေကတော့ကြာတာပရိတောက်ကြနဲ့တင်းတင်းလာတွေပဲဖြစ်ပါတယ်။တင်းတင်းလာတာသမီးလေးတွေကကြာတော့တခုခုဆိုလို့ရှိရင်ပေါ့နော်သူတို့အပြင်းပိုင်းကြည့်မယ်ဆိုရင်တော့ anger is the best သူတို့ကြည့်ရင်အများကြီးလွတ်လပ်ပေါ်ပါပြီးလန်းဆန်းနေတာပေါ့နော်။ဒါပေမဲ့အင်းရောက်တော့မှ depression ဝင်ပြီးတော့အာငါကြောက်တဲ့အထီးကျန်နေပါလားတခုခုဆိုလို့သူများရဲ့လိုမျိုးအင်္ဂါမှာအတွဲလေးမရှိဘူးပြီးတော့ဝန်တယ်ပြီးတော့ကြိတ်ပြီးငိုတတ်တာတနေ့လာတွေပါတာတာပရိကကြတော့ သူတို့အပြစ်မှန်ကြည့်ရင်ချစ်ချေပဲနေတယ်ဒါပေမဲ့ဒီမ်းမှာမတောင်းပန်ကြတဲ့မေတ္တာမျိုးတောင်းတနေတာကတော့ကြက်တာပလေးဖြစ်ပါတယ်တောက်ချာကကြတော့အထူးသဖြင့်အမျိုးသမီးလေးတွေမှာပေါ့ညာကိုမိန်းကလေးအယံဆန်တယ် လူညံ့နေကွာရန်ကိုတက်ကြွပြီးတော့ပြဖို့ကမ cute တိုက်ဖြစ်နေပေါ့တခါလေကြားလို့ရှိရင်လည်းသူတို့မှတော့အရန်ကိုတင်းငင်အေးစေးရဲ့မမကြီးတော်ဝင်သူနန်းဆိုင်တဲ့ပုံစံမျိုးဖြစ်နေပေါ့နော်ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာကျတော့ရန်ကိုရောက်ရက်ခတ်ပြီးငါ့ကိုဒီလူကချက်မှချက်ပါမလားဒီလူကဘလို့မြင်နေမလဲလဲစားပြီးတော့ရင်ထဲမှာရောက်ရက်ခတ်ပြီးတော့ခလေးဆန်ဆန်လေးဖြစ်နေတဲ့ဒါက ဒီနေ့နဲ့တုံးကူကတခုခုကိုရှုံရှုံဟဲ့ရပြီဆိုရင်အဲ့ဒီအရှုံးကိုလက်မခံနိုင်ပဲအဲ့ဒီအရှုံးထဲမှာပဲတဝဲလဲလဲနဲ့တွေးပြီးပိတ်မိပြီးတော့ကြေကွဲပြိုလဲခံစားနေရတာဒီနေ့နဲ့တုံးကူပါဒီနေ့နဲ့တုံးကူလည်းကဘယ်နှယောက်လောက်တိုက်ဆိုင်လဲဆိုတာလေးမှမရှိပြီးခင်ပါမရှိနောက်ဗီဒီယိုမှာဘယ်လိုအကြောင်းအရာလေးတည်ကျင်နေဆိုတာလည်းကျွန်မရှိပြီးခင်ပါ